ကဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကိုဒဝဲဝက်ပရိသတ်တွေသိရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာစီစဉ်ကို တင်ဆက်လိုက်ပါတယ်ဒီတပတ်နိုင်ငံတကာရေးရာမှာတော့မေလ31ရက်နေ့ကနေဇွန်လ6ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအကြောင်းအရာတွေကိုဒဝဲဝက်ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ် မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျုံအန်ဟာရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးဆာဂေရိုက်ကူနဲ့ပြုံရမ်းမှာတွေ့ဆုံခဲ့ပြီးရုရှားကိုလုံးဝထောက်ခံတယ်လို့ပြောကြားလိုက်ပါတယ်။ဇွန်လ၄ရက်နေ့ကကျင်းပခဲ့တဲ့ကိုရီးယားအလုံသမားပါတီ WPK ဘူကော်မတီရုံးချုပ်အစည်းအဝေးမှာပြောကြားလိုက်တာပါ။ကင်ဂျုံအန်ကယူကရိန်းနဲ့အခြားနိုင်ငံတကာကိစ္စရပ်တွေမှာရုရှားရဲ့ရပ်တည်မှုတွေ ချင်းချက်မရှိထောက်ခံတယ်ဆိုပြီးရုရှားနဲ့တွေ့ဆုံတဲ့အချိန်ဆိုပါတယ်။ဆွေးနွေးပွဲမှာနှစ်နိုင်ငံရဲ့မိဖက်ဆက်ဆံရေးကိုခိုင်မာအားကောင်းစေရင်းနဲ့ပုံမူပူးပေါင်းဆောင်ရွက်ရေးပြောကြားခဲ့တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားနဲ့ရုရှားတို့ကစစ်ရေးအရာအပြန်အလှန်ကာကွယ်ရေးအကူအညီပေးဖို့သဘောတူထားပါတယ်။ အမေရိကန်ပြည်ထောင်စုအလက်စကာပြည်နယ်အနီးမှာလျှက်စစ်မော်တော်ကားအစီး800အပါဝင်ကားအစီး3000လောက်ကိုတင်းဆောင်လာတဲ့ကုန်တင်တင်ပေါ်တစီမီးလောင်ခဲ့ပါတယ်။တင်ပေါ်သားတွေဟာမီးကိုမငိမ့်တတ်နိုင်တော့တဲ့အချိန်မှာတင်ပေါ်သား22ဦးကဘေးလွတ်ရာထွက်ခွာသွားခဲ့ရတာပါ။သူတို့ကိုအသက်ကယ်လေးကနေတစေကဲထုတ်ခဲ့ပြီးအမေရိကန်ကမ်းခြေစောက်တိုက်ရဲ့အကူအညီနဲ့အနီးနားမှာရှိတဲ့ကုန်တင်တင်ပေါ်တစီကိုလွှဲပြောင်းပေးခဲ့တယ်လို့ပြောပါတယ်။ ရိုက်ဗီးရီးယားအလံတင်ထားတဲ့သင်းမောဟာမေလ26ရက်ကတရုတ်နိုင်ငံရန်ထိုင်းစစ်ကမ်းမှာထွက်ခွာလာခဲ့တာပါ။မက္ကဆီကိုနိုင်ငံလာဇာရိုကတ်နတ်မြို့ကိုဥတီနေတဲ့အချိန်ကုန်တင်သင်းမောကမိလောင်ခဲ့တာဖြစ်ပါတယ်။မိလောင်ရတဲ့အကြောင်းရင်းကတော့မသိရသေးပဲကားတွေပါမိလောင်ခဲ့ရလို့ငြိမ်းသက်ရခက်ခဲတယ်လို့ပြောပါတယ်။ ရုရှားနိုင်ငံရဲ့ခရိုင်းမီးယားကျွန်းဆွယ်ကိုဆက်သွယ်ထားတဲ့တံတားတစ်စင်းကိုယူကရိန်းဘက်ကရေအောက်ဖောက်ခွဲရေးပစ္စည်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဖောက်ခွဲခံရပြီးတဲ့နောက်ပိုင်းတံတားပေါ်မှာလမ်းအသွာအလာယာယီရပ်ဆိုင်းလိုက်ပြီးလို့ရုရှားအာဏာပိုင်တွေကဇွန်လ3ရက်မှာထုတ်ပြန်လိုက်ပါတယ်။ဒီတံတားကရုရှားတပ်ဖွဲ့တွေအတွေ့အဓိကထောက်ပံ့ရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ဖောက်ခွဲခံရမှုကြောင့်ရေအောက်ရှိတံတားတိုင်တွေပျက်စီးသွားတယ်လို့ယူကရိန်းဘက်ကပြောပါတယ်။ ရုရှားဘက်ကတော့တရားကပျက်စီးမှုမရှိဘူးလို့ထုတ်ပြန်ထားပါတယ်ရုရှားယူကရိန်းစစ်ပွဲစဖြစ်တဲ့အချိန်ရုရှားတပ်ဖွဲ့တွေဟာဒီတရားကိုဖျက်ချော်ပြီးခရိုင်းမီးယားကိုဝင်ရောက်လာခဲ့ကအဲ့ဒီကနေယူကရိန်းတောင်ပိုင်းကဒေသတွေအထိစိမ့်ပိုက်ထားခဲ့ပါတယ်။ခရီးသည်တွေတင်ဆောင်လာတဲ့လျှက်စစ်သုံးလေးရင်ငယ်တစ်စင်းဟာဇွန်လ3ရက်ကလေးရင်အတက်အစင်းကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်စစ်လေးရင်ငယ်ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ John F Kennedy လေးစိတ်မှာ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ဒါကြောင့် Beta Company ကအမေရိကန်မှာပထမဆုံးခရီးသည်တင်ပြန်တမ်းမှုအောင်မြင်ခဲ့တဲ့လက်စစ်သုံးလေးရင်ပိုင်ဆိုင်တဲ့ကုမ္ပဏီဖြစ်လာပါတယ်။ Beta Company ရဲ့အာလီယာလေးရင်ငယ်ကလေးရင်မောင်းတဦးနဲ့ခရီးသည်လေးဦးလိုက်ပါပြီး45မိနစ်ကြာပြန်တမ်းနိုင်ခဲ့ပါတယ်။ ဒီလင်းရင်ငယ်ကတခါအားသွင်းထားရင်မိုင်250ပြန်တန်းနိုင်တယ်လို့ဆိုပါတယ်မြို့တွင်ခရီးသူတွေမှာယင်ကြောပိတ်ဆို့မှုကိုရှောင်လွှဲနိုင်ဖို့လျှက်စစ်ဘက်ထရီစွမ်းအင်သုံးလင်းရင်တွေကိုတုံးဆွဲနိုင်ရေးလူတွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ် တောင်ကိုရီးယားနိုင်ငံရဲ့ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဖြစ်တဲ့ Liberal Democratic Party မှာအီဂျင်မြောင်ကအနိုင်ရရှိခဲ့ပါတယ်။အီဂျင်မြောင်ကတဖက်အာနာယပါတီဖြစ်တဲ့ပြည်သူ့ပါဝါပါတီကိုမဲရလတ်49ရာခိုင်နှုန်းကျော်နဲ့အနိုင်ယူခဲ့တာပါ။အီဂျင်မြောင်ကတိုင်းပြည်ကိုစစ်အာဏာထိန်းချုပ်ရေးကြိုးပမ်းမှုကြောင့်ချုပ်ရင်းနေတဲ့အခြေအနေကနေပြန်ထူထောင်ရမှာဖြစ်ပါတယ်။သူကတော့တိုင်းပြည်စီးပွားရေးကိုပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်မယ်လို့ဇွန်လ၄ရက်မှာကတိပြုခဲ့ပါတယ်။ နိုင်ငံရေးအကြက်တဲကြောင့်အရင်အစိုးရတက်တန်းမပြည့်ခင်မှာရုတ်တရက်ကြီးညာပြီးကျင်းပတဲ့ဇော်လ3ရက်ရွေးကောက်ပွဲမှာ Level Democratic Party ဘက်ကိုပြည်သူတွေကမဲပူထက်ခဲ့ကြတာဖြစ်ပါတယ်။ပင်လယ်ရေထဲမှာနာယီပိုင်းအတွင်ပျော်ဝင်ပျက်စီးနိုင်တဲ့ plastic တမျိုးကိုဂျပန်နိုင်ငံကသုတေသနပညာရှင်တွေကဖန်တီးနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာဇီဝသဘောအတိုင်းပျက်စီးနိုင်တဲ့ပလတ်စတစ်မျိုးကိုစမ်းသပ်နေကြတာကြာနေခဲ့ပြီဖြစ်ပါတယ်။ Riken Center for Emerging Matter Science နဲ့ Tokyo တက္ကသိုလ်ကပညာရှင်တွေထုတ်လုပ်လိုက်တဲ့ပလတ်စတစ်အသစ်ကတော့ပိုပြီးလှင်းလင်းမြန်မြန်ပြိုကွဲပျက်စီးနိုင်တယ်လို့ဘာမှမကြံပဲပျက်စီးသွားနိုင်တယ်လို့ဆိုပါတယ်။ တိုကျိုမြို့အနီးဝါကိုမြို့ကဓာတ်ခွဲခန်းတစ်ခုမှာစားငံရေဘူးထဲမှာပလတ်စတစ်အစဟာတနာယီလောက်တွင်ပျောက်ကွယ်သွားပုံကိုပညာရှင်တွေကတရုတ်ပြခဲ့ပါတယ်။ဒါပေမဲ့အမျိုးအစားတစ်ကို စီးပွားဖြစ်ထုတ်လုပ်ဖို့အသေးစိတ်အစီအစဉ်တော့မထုတ်ပြန်ရသေးဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံခေါင်ယွမ်ဒေသကတောဆင်ရိုင်းတကောင်က ကုံစုံဆိုင်တစ်ခုတည်းဝင်ရောက်လာပြီးမုတ်တွေနဲ့ကြက်ဥတွေကိုစားပစ်ခဲ့ပါတယ်။ဇွန်လ၂ရက်နေ့ကကုံစုံဆိုင်ပိုင်ရှင်ကဈေးဝယ်သူတဦးကိုဈေးရောင်းပေးနေစဉ်မှာအဲ့ဒီဆင်ကဝင်ရောက်လာခဲ့တာပါ။ဆင်ကဆိုင်ထဲဝင်လာတဲ့အချိန်သူ့ကိုယ်လုံးကဆိုင်ရဲ့မျက်နှာချက်နဲ့တောင် ထိနေတာတွေ့ရပါတယ်။အဲ့ဒီနောက်တော့ဆင်ကဘာထိခိုက်ဒဏ်ရာမှမရှိဘဲတောထဲကိုပြန်ပြေးသွားခဲ့ပါတယ်။ အဲ့ဒီစင်ကမကြာခဏအမျိုးသားဥယျာဉ်အနီးနားနဲ့ရက်ွက်တဝိုက်လှက်လေသွာလာနေတာကိုဒေသခံတွေမြင်တွေ့ခဲ့ပူပါတယ်။အရင်ကစိုက်နှဲဝင်မှုကြိုးစားတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။စင်ကလူကိုအန္တရာယ်ပေးခဲ့တာမျိုးတော့မရှိခဲ့ပါဘူး။နောက်ပတ်မှာလေနိုင်ငံတကာရေးရာစီစဉ်ကိုစောက်မျောအားပေးကြပါအောင်ခင်ဗျာ။